င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။ ARD တိုင်းဘက်မှဝင်လာတဲ့တိမ်တိုက်များကြောင့်ရန်ကုန်နဲ့ပဲခူးဘက်မှမိုးများနိုင်ပါမယ်။မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအနောက်ချမ်းနဲ့နေပြည်တော်ဘက်ကို တိမ်တွေဆက်ရွေတာတွေ့ရပါတယ်။တိမ်ပုံများအရာ ။အေဝရီရန်ကုန်ဘကူးနဲ့ကရင်ပြည်နယ်တွေဘက်တော့မိုးများနေနိုင်ပါတယ်။လဲကူးလဲမိုးရေချိန်20မီလီမီတာဖြစ်လာပါပြီးအေဝရီတိုင်းနဲ့ဘကူးဘက်မှာပိုများနိုင်ပါမယ်။မိုးချေနေကအထက်ဘက်မကွေးတိုင်း၊သခိုင်းတိုင်းနဲ့မန္တလေးတိုင်ဘက်လဲရွေ့နေတာတွေ့ရပါတယ်။မိုးလွန်များနိုင်သည့်ငလင်တန်တင့်ဒီတာများ April 30, 34, 35ရက်များအတွင်းနေပြည်တော်ပဲခူးတိုင်းတောင်ကူစွာထန်းတပင်ပဲခူးအရှိပြီး ပကူးအနောက်တို့တွင်24နာရီတွင်မိုးရေချိန်30မီလီမီတာနှင့် အထက်မိုးထစ်ချုံ၍ရွာနိုင်ပါမည်။နလင်တန်တဲ့မန္တလေးတိုင်းစကိုင်းတိုင်းတို့တွင်24နာရီတွင်မိုးရေချိန်30မီလီမီတာအောက်မိုးအထင်အထင်ရွာနိုင်ကြောင်းခန့်မှန်းရပါသည်။ April 30 35ရက်များအတွင်းနလင်တန်ကို ဆိုးရွာစွာ မခံရသည့်တိုင်းနေပြည်နယ်များဖြစ်သည့်ချင်းပြည်နယ်၊ကယားပြည်နယ်၊မကွေးတိုင်း၊ရှမ်းပြည်နယ် တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်24နာရီအတွင်း30မီလီမီတာနှင့်အထက်နေရာကျကျမိုးရွာနိုင်မိုးများနိုင်ပါမည်။ကြံပြည်နယ်တိုင်းဒေသများတွင်ဧပြီ24 25ရက်များအတွင်30မီလီမီတာအထက်24နာရီအတွင်မရွာနိုင်သဖြင့်မိုးအတင်းတင့်ရွာနိုင်မည့်ဒေသများအဖြစ်သာခန့်မှန်းပါသည်။ ိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသည်ကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြ ကူအပ်ပါသည်မြမပင်လေပြင်လှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်ငားပေမှရှစ်ပေခန့်ရှိနိုင်ပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာမီနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက် တရင်တင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံး80ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်မိုးတင်တင်းထစ်ချုံရွာမီရွာရံရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်တရင်တင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံး80ဖြစ်ပါသည် မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်